တရားဝင်အလွတ်လွတ်ချင်းနဲ့ပတ်သက်ပြီးမဖြစ်မနေတည်ထားရမယ့်အချက်တွေပါဝင်ပါတယ်။တခြားဘ ഹു တုဒ္ဓတွေကိုလည်းသိချင်နေစရင်တော့ subscribe နဲ့ notification လေးနှိပ်ထားပေးပါနော်။ Step 1 Time မှာတရားဝင်နေထိုင်ဖို့မဖြစ်မနေတည်ထားရမယ့်ဥပဒေများ၁။ Time မှာတရားဝင်နေထိုင်ဖို့လိုအပ်တဲ့အချက်များ Passport နိုင်ငံကူးလက်မှတ်တရားဝင် Passport ရှိရမယ်။ Visa ထိုင်းနိုင်ငံမှာနေထိုင်ခွင့် နိုင်ငံခြားသားတွေအတွက်အမျိုးမျိုးသောပီဇာများရှိပါသည်။ဝေါ်ပါမဲ့အလုတ်လုတ်ခွင်ထိုင်းမှာအလုတ်လုတ်ခြင်းရင်ဝေါ်ပါမဲ့မဖြစ်မနေရှိရပါမယ်။နေမြန်မာအလုတ်သမားတွေအသုံးများတဲ့ပီဇာများ အလုတ်သမားပီဇာနန်လေဗာပီဇာနန် L ပေါင်ချာ MOU ပီဇာကျောင်းပီဇာ student ပီဇာနန် ED စီပါရေပီဇာ business visa nan b မိသားစု visa department visa nan o တတိထားမှာတော့ visa တက်တန်းကုန်သွားရင် overstay ဖြစ်လာပြီးဒဏ်ကျင်းနဲ့ထုတ်ပယ်ခံရနိုင်ပါတယ်။ဝါဖာမဲမရှိပဲအလွတ်လွတ်ရင်ဒေါ်လာ2000ကနေဒေါ်လာ3000တန်ကျင်းနဲ့ထုတ်ပယ်ခံရနိုင်ပါတယ်။ step 2ဝါပါမင်းမရှိရင်ဘာအန်ရရှိနိုင်လေ။၁ ဝါပါမင်းမရှိပဲအလွတ်လွတ်ချင်းပြစ်မှုကျူးလွန်ခြင်းထိုင်းနိုင်ငံမှာဝါပါမင်းမရှိပဲအလွတ်လွတ်ချင်းဟာတရားမဝင်ဖြစ်ပါရည်ဒေါ်လာ၂ထောင်ကနေဒေါ်လာ၃ထောင်တန်းကြီးဝါပါမင်းမရှိတဲ့သူတွေမှာအလွတ်ရှင်တဲ့အလွတ်သမားနှစ်ဦးစလုံးပြစ်ဒဏ်ခံရနိုင်ပါရည်ထောက်ပယ်ခံရနိုင်ခြင်းဝါပါမင်းမရှိရင် ထိုင်းနိုင်ငံကနေနောက်ဆုံးထိတက်တမ်းမတိုးခိုင်းပဲပြန်ပို့နိုင်ပါ रे ။နှင်းမတရားဝန်ထမ်းခိုင်းခြင်း illegal employer case အလို့ရှင် employer ကအစကတည်းကဝါဖာမဲထုတ်ပေးခြင်းမလုပ်ရင် မလုပ်ပါနဲ့လုပ်သားတွေကို မတရားခိုင်းမှုရှိတဲ့အလုပ်များ dangerous jobs တွေကိုလက်ခံမလုပ်ပါနဲ့မတရား recruitment agent လိမ့်လည်သူတွေကနေတဆင့်အလုပ်လုပ်ခြင်းတတိထားပါ၃ဝါဖာမဲမရှိရင်ကြုံရနိုင်တဲ့အခက်အခဲများလားစာတိုးဖို့မဖြစ်နိုင်ခြင်း ကျမ်းမာရေးဝန်ဆောင်မှုမရနိုင်ခြင်း၊ဗန်စင်းဖွင့်လို့မရခြင်း၊တက်ကြန်တိုးလို့မရခြင်း။ Step 3တရားဝင်နေထိုင်မှုနဲ့ဝတ်ပါမစ်ရနိုင်ဖို့နည်းလမ်းများ၁ဝတ်ပါမစ်ကိုအလုပ်ရှင်အနေနဲ့တဆင့်ရှောက်မလား။မိမိလုပ်ကံလို့တဲ့အလုပ်မှာဝတ်ပါမစ်ပေးနိုင်သလားစစ်ဆေးပါ။ကုမ္ပဏီကတာဝန်ယူပြီးရှောက်ပေးနိုင်ပါသေး။ MOU system ဘောင်ချာနဲ့တဆင့်အလုပ်ရနိုင်ပါသေး။၂ ဝါဖာမေးရှာဖို့လိုအပ်တဲ့အချက်များ